စားပြီးတော့ဝိတ်ချတော့က120ကျော်တယ်အခု109ကိုစဉ်းနေတယ်လို့လို့စဉ်းနေတယ်လို့လို့ပေါ့နော်အဲ့လို့ဆိုတော့25အရင်ဆို28လောက်မသိတောက်စီရနည်းနည်းတက်လာရင်26ပေါ့နော်ကြာသွား24 25ဆိုတော့စဉ်းနေပါရင်သူ့အနေသူခန္ဓာကိုယ်ရှိပ်ပြီးမြန်မာကိုစုံနေပါရင်ဝင်ပြပြပေါ်သွားပြီဆိုတော့လေ ဒီကလူလေးတို့ရဲ့ရမှာပြောပါစေတားရကြောင်ဒီကတနှစ်ကျော်လောက်ရှိရဒီကလာပိုင်းနေတော့မရခဲ့ဘူးတမရတော့အခုအရန်ပင်ပန်းတော့နည်းနည်းတော့ပြန်စားပြစ်တယ်ဗောနော်တရင်ကျုပ်ကတော့ကိုကအဲ့လိုမဘူးပေးရတဲ့အဖွဲတွေကိုရောက်သွားပြီဗောနော်အဲ့တော့ပေးနေရတယ်ဗောနော်တောက်လျှောက်တော့လာကြတော့ကြာတယ်ဘာလို့ကြတော့လဲတော့မသိဘူး မဟုတ်ဘူးအရှိနှစ်လောက်တည်းကတော့ပေးရပါမယ်ဒီနှစ်ကကျတော့ official လိုလိုဖြစ်သွားရပါတော့ official မဟုတ်ပေးရအဲ့လိုမဟုတ်ကရဲ့ makeup တွေ style တွေကစ లై ကရောကြာအဲ့လိုမဘိုးရရအကုန်လုံးပြီးနေရမဘိုးရရရန်နေတယ်ပေါ့နော်ကိုကကြာတော့တောင်းရမယ်လို့ကတိတ်မရှိဘူးဖြစ်အိမ်မှာလည်းအကြီးဆုံးဆိုတော့လေအဲငငယ်တော့ကတော့ပွဲစည်းရေလေပြီးတော့အဲ့လိုရဟတ်တီပါရရှိဘူးတယ်လိုက်ပြီးပင်လယ်ဓမြရေပါလိုက်စီဘူးတယ်ဒါပေမဲ့ဒီအလုပ်လုပ်တော့တအားတော့ဘယ်လိုပြောရမလဲ အရင်လိုပျော်လို့မရတော့ဘူးနည်းနည်းလွတ်လပ်မှုတွေနည်းနည်းပျောက်ဆုံးလာရပေါ့နော်အသက်တစ်နှစ်တစ်နှစ်ကြီးလာလေနည်းနည်းလူလေးနည်းနည်းပိုတိလာလေအရင်လုံးကလိုမျိုးအဲ့လိုရှောက်သွားရှောက်စားဘူးကအရင်မလွယ်တော့ဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ကိုချစ်တဲ့လူလေးတွေကလည်းရှိနေပြီဆိုတော့အဲ့လိုပွဲစည်းပါတွားရင်ကြောက်အဆွဲခံရတာအရှိနှစ်တည်တော့ကတော့အဲ့လိုတွားကြည့်ဘူးရဲ့အဲ့လိုမှတ်မိရဲ့ပြဿနာတွေကြောက်လည်းမှတ်မိရဲ့ပေါ့နော်မှတ်မိတော့တို့ကလည်းတက်ဖို့ရဲ့ရှင်ပါချင်းညာချင်းဆိုလူတွေပါရဲ့အုံလာတော့ဟိုတို့တို့အတွက်လည်းမကောင်းကိုယ့်အတွက်လည်းမကောင်းအဲ့လိုမျိုးဖြစ်တာပေါ့နော်ဆိုတော့ မလဲပြစ်တော့တာတော်တော်ကြာပါပြီဟုတ်ဒီနှစ်ကတော့ဘယ်မောက်မရောက်သေးဘူးကွဲစေးလဲတွေ့ရဲဖြတ်သွားရဲဒါမဲ့သွားဖြစ်သေးဘောเนาะအဲအခုကပေါ့เนาะဒါကကိုကိုကိုအများကြီးထပ်ပြီးဖြည့်နေတာပေါ့เนาะအရင်တော့ဆိုရင်ဒါခန္ဓာကိုမလောက်ဘူးဒီအာကစားပိုင်းမှာလည်းမထူးချင်ဘူးအာကစားပိုင်းဆိုတော့တာရဲ့ဒီတမ်းမှာခန္ဓာကိုကြက်ခိုင်မှုပိုင်းပြောချင်တာပေါ့เนาะအဲ့လိုဆိုတော့ဒါအဲ့ဘိုင်းကိုဒီနှစ်ထင်မှာ focus ထားပြီးတော့လုပ်ဖြစ်တယ်ဆိုတော့တာရဲ့ goal ကပြည့်သွားပြီပေါ့เนาะဒါလိုချင်တဲ့ပေါ်ကြီးအချိုးစားရရဲ့တမရတော့အခုအရန်ပင်ပန်းတော့ နည်းနည်းတော့ပြန်စားပြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့တမင်းဓာတ်ကလည်းခဏကိုမှလိုအပ်တာဆိုတော့တမင်းဖြစ်ပေမဲ့လည်းဒါတခြားဟာရေးစားရဲအဲ့တစ်ခေါက်အင်တာဗျူးဖြစ်လိုက်တာတမင်းမစားဘူးဆိုတော့ဘာရေးစားလဲပေါ့ဘာစားလဲပြောပြမယ်ပေါ့နော်အခုဘာရေးစားရလဲဆိုတော့အဲ့အုတ်ချုံစားရဲပြီးရင်အတီးစားရဲ အဲ့တော့ခဏကမှလိုအပ်တဲ့ဓာတ်တွေကထမင်းရကြတော့ဂစီဓာတ်လေးအဲ့ဂစီဓာတ်ဆာသားတို့တခြားဓာတ်တွေစားရပါဘောနော်ကမင်းမစားဘူးဆိုပေမဲ့လည်းတခြားဟိုက်စားရအသားရပိုစားရဆမ်မွန်စားရဒါဆိုပရိုတင်းကျက်သားရစားရပြီးတော့အဲ့အုတ်ချုံစားရပြီးတော့နွားနိုးတောက်တယ်ပြည့်ခါကျတော့ဘနာနာတို့ပါစားရပါဘောနော်အဲ့လိုပေါ့တခြားဟာလေးပြန်ပြီးတော့ဖြည့်စွတ်ပြီးစားပေးရပါဘောနော်အစီမတက်မဲ့ဟာပေါ့အဲ့လိုဆိုတမင်းဖြတ်တိုင်းလေးအဲ့လိုမျိုးအငတ်ထိုင်နေမှာမဟုတ်ဘူးဘောနော်သိရမလားဘာလို့ဆိုအလုံးလုံးနိုင်မှာမဟုတ်တော့ဘူးလေအဲ့လိုမစားဘူးဆိုရင်ကျတော့အခုတော့နည်းနည်းလေးပြန်စားပါတယ် အခုတရကိုအဲတရကိုတော့ကျင်းတတ်လို့လို့ကျင်းတတ်လို့လို့ပေါ့နော်အဲ့လိုဆိုနဆန်ငါအဲ့ရောနဆရှလာမသိတော့ပြရအခုအဲ့လိုနည်းနည်းတက်လာရင်26ပေါ့နော်ကြာသွား24 25ဆိုတော့ကျင်းတတ်ပါရင်သူကလည်းသူခဏကို shape လေးမြန်မာလိုစုံနေပါရဲ့ဝင့်ပြပြပေါ်သွားပြီဆိုတော့လေနေတဲ့လူလေးတို့ရဲ့ရမှာပြောပါစေជីနူနေတဲ့မင်းရဲ့မျက်နှာလေး မဲ့လည်းနည်းနည်းလေးရောအသားထက်ကျက်အောင်ပေါ့နော်ဝေးတော့မချတော့ဒါပေမဲ့အသားနည်းနည်းကျက်အောင်တော့အဲကြိုးစားအောင်ပဲပေါ့နော်ဘာလို့ဆိုတော့အသားအယိုးစင်နည်းနည်းကြီးရောလေကင်မရာရဲ့မှာဆိုတော့အကုန်လုံးအကြီးထင်ကြအပြင်ပွဲမှာတွေ့မှာအဲ့လိုတိတိလေးပိပိလေးအာတိတိလေးအဲ့လိုပြောကြတာပေါ့နော်အဲ့လိုဆိုတော့တားရဒီကြောင်နေကတနှစ်ကျော်လောက်ရှိရယ်ဒီကလာပိုင်းနေတော့မရခဲ့ဘူးပြပချစ်စီချရတာဆိုတော့လေစားပြီးတော့ဝေးချရတော့က120ကျော်တယ်အဲ့ရနေဒါ135လောက်ဖြစ်ဖို့အတကုံကြိုးစားရတယ် အဲ့ဒီ135ဖြစ်ဖို့6လနဲ့7လလောက်ထိအချိန်ယူရတယ်တရား၁၅ဖြစ်သွားတဲ့အချိန်မှာတရား၁၁တရား၁၂ကိုထက်ကြွားရတာပေါ့နော်အဲ့ရလဲ6လလောက်ရှိရအဲ့တရား၁၂ကနေမှာအခုတရားကိုအဲ့ဒါဒီ3လ4လ5လတွေမှာအဲ့လိုတက်လိုက်ကြလိုက်တက်လိုက်ကြအဲ့လိုမျိုးဖြစ်နေအောင်နော်အဲ့လိုဆိုဖြည်းဖြည်းချင်းစီပေါ့နော်အခုတော့တရားကိုနဲ့တော့တက်သွားပြီအဲ့ရနေထက်ကြရတော့တရားခွန်တရား6လောက်ပေါ့ဒါအဲ့လောက်တော့မှန်တာရယ်ဘာလို့ဆိုကင်မရာရဲ့မှာနည်းနည်းလေးထက်ပြီးတော့တိတိလေးဖြစ်ချင်လို့လေအဲ့လိုဆို ကိုဝိတ်တစ်ခုချဖို့ကတော့အချိန်ကာလလိုပဲပေါ့နော်အဲ့တော့ဝိတ်ချခြင်းတဲ့လူတွေကိုပြောချင်တာရေတူဝိတ်ချနေမဟုတ်ပဲနဲ့ရေရှည်ဝိတ်ချနေနဲ့ဝိတ်ချဖို့သားအကြံပေးခြင်းတယ်ပေါ့နော်အဲ့လိုထမင်းဖြတ်တယ်ဆိုတာလည်းဒါတခြားအာဟာရဓာတ်တွေပြည့်ဝအောင်စားလို့ပေါ့နော်ဝိတ်ချမယ်ဆိုရင်ထမင်းဖြတ်ရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဆိုအဲ စူးစမ်းကြည့်ပါအဲ့လိုရေတူနီးတော့မတုံးပါနဲ့သုံးလေးရက်လောက်ထမင်းမစရနေရောအစာမစရနေလူကဝိတ်ကြရဲဆိုပေမဲ့အစာရင်ထိသွားနိုင်တယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးကြရဲဝိတ်ကလည်းပြန်တက်လာနိုင်တယ်အဲ့လိုဆိုအာကစားလေးလုံးပြီးရဲ့ခါကျအစာလေးနည်းနည်းရှော့စားအစီအစိမ့်ရှော့ပြီးတော့ရေရှည်ပေါ့နော်ရေရှည်ဝိတ်ချကြည့်ပါဘို့အဲ့ခါကျရင်အဲ့ဝိတ်ကဘယ်တော့မှပြန်တက်လာမှာမဟုတ်တော့ဘူးပေါ့နော်အဲ့လိုကျမ်းမဆိုဝိတ်ချဖို့ပြောချင်ပါတယ် အခုကတော့ဒီပေါ့နော်ဒါရဲ့ဇလန်တွဲနောက်ပိုင်းကတော့ဒီပြည်သက်တွေနဲ့ခဏခဏတော့တွေ့ပြနေရပေါ့နော်အရင်တော့ကတော့ဒီ public ပွဲရာတော့တိတ်ပြီးတော့မတွေ့ပြဘူးအခုကတော့စိန်နှန်းတော်ကလည်းဒီတာကီတာကချိရပြည်သက်တွေနဲ့တွေ့ရအောင်လို့ခုလိုမျိုးပွဲလေးမှာဖိတ်ခေါ်ပြီးရဲ့တွေ့ကြအောင်လို့ဒါကျေးဇူးအများကြီးတင်နေပေါ့နော်ပြီးရဲ့ခါကျတော့ဒီစိန်နှန်းတော်ရဲ့သတင်းကျွတ်ဇေယျပွဲတော့မှာဆိုလို့ရှိရင်လည်းအဲဒါတို့စိန်ထဲနဲ့ရွှေပြည်တွေပေါ့နော်အလဲ0နဲ့ရောင်းချပေးနေပါရဲ့ရှင်ပြီးရဲ့ခါကျတော့လည်းတခြားဖြစ်စီတွေကိုလည်းအထူးဈေးနှုန်းနေနေပေါ့နော်အဲ shop ပြောရောင်းချပေးနေပါ ပါတယ်။အဲပြီးရခါကျတော့တအားတို့အဲဒီလပေါ့နော်10 17စနစ်ဆိုလို့ရှိရင်လည်းဆိုင်းကြီးကမုန်းပွင့်မှာစိတ်နှံတော့ပါပဲ။ဒီဈေးရောင်းပွဲတော်လေးချက်ပြီးတော့လုတ်ပေးအောင်ပါပေါ့နော်။အဲ့တော့ဒီ၄၅6ကိုမမီလိုက်တဲ့ဒီ customer အနေနဲ့လည်း10 17စနစ်မှာဒီဆိုင်းကြီးကမုန်းပွင့်မှာလာပြီးတော့အားပေးဖို့အတွက်သာဖိတ်ခေါ်ပေးချင်ပါတယ်ရှင်။အခုလိုမျိုးစိတ်နှံတော့ရဲ့ဒီသတင်းကြွလာပြီးနေပေါ့နော်အထူးဈေးရောင်းပွဲတော်ကြီးမှာပါဝင်ခွင့်ရတဲ့အတွက်ကြောင့်မလို့ဒါကအရန်ဝမ်းသာခုန်မိပါတယ်ရှင်။အဲအခုလိုမျိုးဒီတာဂီတာဒေါ်ဘောကပိတ်သက်တင်နေလဲထွေးခွင့်ရလို့ လို့အရန်ပျော်ရယ်ပေါ့နော်ဆိုတော့စိတ်နှံတော်လည်းဒီချက်မက အမြင်ပါစေဒီဇေယျပွဲတော်တွေလည်းအများကြီးအများကြီးပေါ့နော်ထပ်ပြီးတော့လုံနိုင်ပါစေဒီနေ့တာဂိတပွဲကိုမမီလိုက်တဲ့သူတွေအနေနဲ့လည်းဆိုင်းငင်ဂမုံွက်မှာပေါ့နော်ရှိပါအောင်မရှင်အဲ့တော့အဲ့ပွဲလေးကိုလည်းအဲလာရောက်ဖို့အတွက်ဒါဖိတ်ခေါ်ပေးချင်ပါတယ်